ဘင်လာဒင်ကိုဖမ်းလုံးကတုံးခဲ့မှုတဲ့အထူးတပ်ဖွဲ့ဝင်တပေါင်းစေလွှတ်ပြီးတော့ဗင်နီဇယ်လာသမ္မတအာနာရှင်မာဒူရိုကိုဖမ်းမှုအတွက်ထရမ့်ကပြင်ဆင်နေပြီဖြစ်ပါတယ်။အိုစမာဘင်လာဒင်ကိုပျောက်ကြားစေဖြစ်တခဏတွင်ဝင်ရောက်ဖမ်းဆီးတုပ်တင်နိုင်ခဲ့တယ်။နိုင်ငံအစင်းမြင့်ဆုံး Nice Stock ကကွန်မန်ဒိုတပ်သားတပေါင်းကိုဗင်နီဇယ်လာကုန်းတွင်းမိုင်းနဲ့ထိဝင်တိုက်ခိုက်ပြီးမူရီယာစာရီနောက်ကရက်တည်နေတဲ့မာဒူရိုကိုပါဖမ်းဆီးဖို့အမေရိကန်သမ္မတထရမ့်ကမီးစိမ်းပြလိုက်တဲ့အတွက်တက်တည်ရွှေ့နေပြီလို့သိရပါတယ်။ ဒီတစ်ပတ်အတွင်းအမေရိကန်ထူးကွန်မန်ဒိုစစ်သားတပေါင်းဗင်နီဇွဲလာကမ်းလွန်စီပို့ဆောင်ခဲ့ပြီးနျူကလ িয়ার ဗုံးကျဉ်နိုင်စွမ်းရှိတဲ့ဗုံးကျဉ်လေယာဉ်တွေနိုင်စတော့ကတသားတွေပါဆက်လုပ်ပြီး F35B ကိုပြောင်းဖိုင်တာဂျက်တွေ P8 ပိုစီဒက်စပိုင်လေယာဉ်တွေ MQ9 ရီပါဒရုန်းတွေပါထပ်မံဆင်လွှတ်လိုက်ပါလိမ့်ဒီမှာကကာရီဘီယံပလက်ပင်စီအမေရိကန်စစ်သည်မော၈စင် F35 Fighter Jet လေးရင်စစ်စင်အနီးနာကဘော်ဒရီကိုလေတက်ချစ်စကန်စီပို့ထားပြီဖြစ်လို့တဟား ဗင်နီဇွဲလားသမ္မတမာဒူရိုကိုအလင်းမြဝင်ဖမ်းနိုင်မှုအတွက်အင်အားဖြစ်တယ်ဆိုပြီးတော့ဆန်ကယုံကြည်ထားပါလေဗင်နီဇွဲလားကန့်ကျင်ကိုဒါပေမဲ့ခုချိန်ဒီအမေရိကန်တက်တယ်တော့ကတ်ချင်းမရှိသေးပါဘူးဘယ်အချိန်မှထားဖြစ်မလဲဆိုတာလည်းမသိသေးပါဘူးဗင်နီဇွဲလားသမ္မတမာဒူရိုကတော့အရင်တက်အင်အားတွေနဲ့ပါကြိုးပြင်းဆင်ထားတာဖြစ်ပါတယ်တကယ်လက်တွေ့မာဒူရိုကိုဖမ်းဖို့အမေရိကန်တက်တယ်ရောက်လာပြီဆိုတာနဲ့ဗင်နီဇွဲလားတက်တယ်ဟာ အနေငယ်များသာခုခံမှာမဟုတ်ပဲထွက်ပြေးသွားမှာဆိုပြီးလေလာသူတွေကပြောပါတယ်။ဝယ်ရင်နဲ့မြေမြေလျက်တပြတ်ထိုးစစ်ဟာ48နာရီအတွင်းအောင်မြော်လို့ဆောင်နေမှသာငါလူတို့ကြောက်ဆုံးမှဖြစ်တယ်လို့ဒီလိုမဟုတ်ပါကတိုက်ပွဲဟာပြန့်သွားမှာဖြစ်ပါလိမ့်။မာရူနဲ့ပေါင်းပါနိုင်ငံတွေကျူဘာတက်တွေဘိုဘီယာမဟာမိတ်တွေအီရန်ထောက်ပံ့တဲ့ဗီနီဇွဲလားခြေစပ်ဟစ်ဘိုလာတွေကပါပါလာရေးစီးရေးကပုံမကျပြတ်သွားဖို့ရှိနေတယ်လို့အမေရိကန်မျိုးသားလုံးကျေးကြံပေးကောင်စီအရာရှိဟောင်းကတုံ့ပြန်ပါတယ် ခန်းကတော့အမေရိကန်ကဒုံးကြီးတွေတက်ဆင်ထားတဲ့တိုက်သင်္ဘောတွေနျူကလ ියා ကျင်းဆောင်ထားတဲ့ရင်ငုံသင်္ဘောတွေစစ်တုတာနဲ့ဗင်နီဇိုလာတက်အကြီးကြီးတွေဟာမာဒူရိုကိုသူတို့ကိုယ်တိုင်ဖမ်းပြီးအမေရိကန်ကို လာပေးလိုက်မယ်လို့ဆိုပါတယ်။ဒါပေမဲ့မာဒူရိုအနေနဲ့ကရာကတ်စ်မြို့တော်နီတောင်အောက်မှာဥမင်တူထားတဲ့ Fort Diuna စစ်ချီတပ်ခန်းမြောက်ဘက်ကထဲမှာနေထိုင်ပြီးသူ့ရဲ့မဟာမိတ်ကျူပါအထူးတစ်ဖွဲ့တွေကစောင့်ကြပ်မှုနဲ့ပုံအောင်နေတယ်လို့အမေရိကန်ထောက်လိုင်းရေးတွေကပြောပါတယ်။မာဒူရိုဟာ မီနီဇိုလာတက်တွေကိုမတုံးမနဲ့ကျူပါတက်တွေကိုတုံးထားတယ်ဆိုပါလိမ့်မာဒူရိုရဲ့စီအေဂျုတ်ဘူဂျုတ်ဒိုင်အော့စတာကာဘိုလကလည်းလင်းမြန်မြန်ဖလန်းဝန်တန်းနေတဲ့အမေရိကန်ကိုနှစ်ပေါင်းများစွာခုခံကာကွယ်နိုင်စွမ်းရှိတယ်လို့ကြုံဝါထားပါလိမ့်မီနီဇိုလာစီမှာရုရှားကနေပေးပို့ထားတဲ့ S300 တော်တိုပစ်ဒုံးစကြီးဒါစင်နဲ့ချီရှိတယ်လို့ရဟယင်းကိုပြချနိုင်တဲ့ပခုံးတန်းတာတိုဒုံးနဲ့ S35 ဂျက်လီနေ T72 တင်ကားတွေ M35 တိုက်ခိုက်ဟရင်တွေနိုင်ငံရှိပါတယ်။ဘာလို့ဘက်ကနေအသက်ဆုံးမဲ့ဓာတ်အာမီလို့ခေါ်တဲ့အသေးခံစစ်သည်9000ရှိတယ်လို့အီရန်ကထောက်ပံ့တာနဲ့ Hezbollah 1000ကျော်လည်းရှိပါတယ်။အရန်တက်တွေလည်းရှိပါတယ်။ဒီအားတွေကအမေရိကန်ဟာပထမဆုံးရှင်းနိုင်ပြီးမှအမြင့်ဖြစ်နိုင်မဲ့စီးရဲကိုပင်တူကသေးကြရေးဆွန့်ပြီးမာဒူရိုကတော့သူ့ရဲ့ပြည်သူစစ်လေးတန်းကပါအမေရိကန်ကိုပြန်တိုက်မယ်လို့ကြုံမှားထားပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ပြည်မဟုတ်တော့ဝင်စားကြတာနဲ့ ဗင်နီဇွဲလာစစ်သားတွေအလုံးထွက်ပြေးလိမ့်မယ်လို့လက်ရှိပြည်ပြည်တူဖြစ်နေတဲ့ဗင်နီဇွဲလာဗိုလ်ချုပ်ဟောင်းမာကိုဖာရီကသုံးသပ်ပြောဆိုထားပါတယ်ဗင်နီဇွဲလာနဲ့အမေရိကန်ကြားတင်းမမှုတငွေဝင်ပြတဲ့ချိန်မှာပနားမတော်တွေမှာအမေရိကန်တပ်ဖွဲ့တွေကလည်းလေးကျင့်နေတယ်လို့သိရပါတယ်အမေရိကန်စစ်တပ်ဟာပနားမကာရိဘီယံကမ်းခြေမှာသေစာမစ်ရှင်တစ်ခုလုပ်နေပါတယ်တော်လွန်တပ်ဖွဲ့လေးကျင့်ကမ်းတွေကိုဗိုလ်ကူနစ်ကလုပ်ခဲ့ပြီးဗင်နီဇွဲလာကမ်းခြေလုံးမှာကြီးမားတဲ့ရေတပ်ဖွဲ့ချတာတော့ဒီလိုလေးကျင့်ကမ်းတွေပြုတ်တာပါ ချင်းမွေးရက်ဖက်ဒီကိုင်းထားတဲ့ American Marine တပ်ဖွဲ့တရားစင်ကဟာပနားမသူမျိုးဝင် Atlantic မြို့ရာချမ်းမှာရှိတယ်။ American Kandahar Fort Shawmey မှာရှိတဲ့ Grow Jet တစ်ခုကိုဝင်စီးတဲ့ပုံစံလေ့ကျင့်ခန်းတစ်ခုကိုပူပြင်းလှတဲ့နေရာအောက်မှာပုံစံတူလေ့ကျင့်နေပါလိမ့်။ဒီ Kandahar ကိုခုခါ August လကစတင်ခဲ့တဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစီစဉ်ရာ American Marine တပ်တွေနဲ့မနားမရဲတပ်ဖွဲ့တို့ကလေ့ကျင့်ခွင့်ဖြစ်သုံးမြင့်နေပါလိမ့်။ တောင်းဆမှုမြေသောချင်းနေမှာသူတို့ကြောင့်မျိုးကိုတိုးတက်အောင်လုပ်ဖို့အတွက်မိုင်ကန်ဘိုင်းတဖက်50ဟာအော်တိုဘား9ရက်မှ29ရက်တွင်တော်တို့လက်ကျင်ငယ်လှုပ်သွားမယ်လို့ဗနာမှာကပြောပါတယ်။ဒီလက်ကျင်ငယ်တွေဟာကျွန်တော်တို့ရဲ့ကာကွယ်ရေးနဲ့တားဆီးရေးအတွက်တသက်သာရွယ်ပြီးဂိုင်းဖွဲ့ရာဇဝမှုကျွလွမှုတွေနဲ့မူရစေးရောင်းဝယ်မှုကိုနှိမ်နင်းဖို့သာဖြစ်တယ်လို့ပနာမစစ်တပ်မှပြောပါတယ်။အဂိုရာကပြောကြတဲ့လာတို့လက်ကျင်ငယ်တွေဟာတော်တို့ရှင်သန်နေထိုင်ရေးအတွက်ဇောင်းပေးလက်ကျင်ငယ်သာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလေ့ကျင့်ရေးရွေးချက်ဟာပြလန်ဆက်ဆံရေးနဲ့အသိပညာရှာဖွေဖို့တာဖြစ်တယ်ဆိုပါတယ်။ဒါမဲ့ဒါဟာမျိုးရှင်းမှုလို့နိုင်ငံတကာကတော့စောင့်ကြည့်နေပါတယ်။မေဂန်နဲ့ပင်နီဆိုရာကျတင်းမမှုဖြစ်ပေါ်နေတော့အဲ့ဒီလေ့ကျင့်ကလေးထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။လူမျိုးကိုဖြောင်းချဖို့ကြံနေတဲ့လို့ပင်နီဆိုရာသမရမာဒူကမေဂန်ကိုဆွဆွထားပါတယ်။စင်မောများပြန်နေတဲ့ဖောင်းဝင်ထောင်ထဲရှိဝါရှင်တန်ကလည်းဆေးလွှတ်ထားပါတယ်။မေဂန်ပြုလုပ်နေတဲ့လေကျင်းကနေနဲ့ဗင်နီဇွဲလာကိုကြွပုတ်ပြစ်စနေတာဟာဘာမှအဆက်ဆက်မရှိပါဘူးလို့ဆိုပါတယ် ရိုင်းမန်နမခံရဖျားပေးမှုရဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ရတာဖြစ်ပါလေ။မနာမာဒူနောဟိုပြားလဲထန်ချုပ်တော်မယ်လို့ခံကချင်းရောက်ခဲ့ပြီးအင်အားမတုံးပါဘူးလို့လည်းမပြောနိုင်ဘူးလို့ဆိုပါလေ။အဲဒီနောက်ပိုင်းကစပြီးဗနီပနာမာဟာခံကိုဒူထောက်ခဲ့ရတာပဲဖြစ်ပါလေ။နောက်တင်ဖို့ပြောချင်ပါလေ။မြောက်ကိုရီးယားကနီးပညာအဆင့်မြင့်ဆုံးလက်နက်စနစ်သက်စမ်းသပ်နေတယ်လို့သိရပါလေ။မြောက်ကိုရီးယားဟာရန်သူတွေပေါ်ဗျူဟာမြောက်ထန်တာတုံးမြင့်မဲ့ကာကွယ်ရေးစီစဉ်တစ်စိတ်တစ်ပိုင်းဖြစ် အတန်ထက်မြန်တဲ့ဒုံကြီးတွေပါဝင်တဲ့ဤပညာအစင်းမြင့်ဇုံလက်နက်စနစ်တစ်ကိုအောင်မြင်စွာဆန်သက်နိုင်ခဲ့တယ်ပြောပါလေအတန်ထက်မြန်တဲ့ဒုံကြီး၂၀ကိုမျိုးတော်ပြောင်းရမ်းပြီးရှိဒေတာကနေပြုတ်လွတ်ခဲ့တာဖြစ်ပြီးနိုင်ငံရှိမြောက်ပိုင်းရှိကုန်းတွင်းပိုင်းပြည်မှတ်ကိုထိမှန်ခဲ့တယ်လို့နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA ကအောက်တိုဘာ23မှာသတင်းထုတ်ပြန်ပါလေနောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ဟာအဲ့ဒီဆန်သက်မှုနေရာမှာရှိမရှိဆိုတာတော့မသိရပါဘူးနောက်ကိုရီးယားဟာ ပြမရဲ့ဒုံးကြီးကာကွယ်ရေးကိုရှောင်လွှဲနိုင်ဖို့ဒီဇိုင်းထုတ်ထားတဲ့အတန်ထက်မြန်တဲ့ဒုံးကြီးတွေကိုပြည်ထွင်ထုတ်လုပ်နေတာဖြစ်ပါလေ။တောင်ကိုရီးယားမှာကျင်းပမဲ့ဒီကအာရှပစိဖိတ်ဂုံတော်တွေစီဝင်းမတိုင်းမီတပတ်လိုမှာမြောက်ကိုရီးယားဟာတာတိုပြည့်ပယ်ထင်းလုံးကြီးများပြားပြည့်လုခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါလေ။ဒီစီဝေးကိုသမ္မတထရန့်လက်တယောက်မယ်လို့မှန်းထားပြီးထရန့်ဟာတောင်ကိုရီးယားမှာတရုတ်သမ္မတရှိနေတွေ့ဆုံပွဲရှိနေပါလေ။နောက်သတင်းပုတ်ပြောကြပါမယ်။ ်မရိကန်ကကန့်ကွက်နေပေမဲ့အနောက်ဘက်ကမ်းခြေဒေသသိမ်းသွင်းရေးကိုအစ္စရေးလွှတ်တော်ကတုံ့အားပေးနေပါလေမဟာမိတ်အမေရိကန်ဆိုရကကန့်ကွက်ထားသည့်တိုင်အောင်ပါလက်စတိုင်းနိုင်ငံတစ်ခုဖြစ်တဲ့နောက်ဘက်ကမ်းခြေဒေသစိတ်ပိုင်းချို့ကိုပိုင်နေဖြစ်သိမ်းမဲ့စီစဉ်အစ္စရေးလွှတ်တော်ကအကောင့်ထည့်ပေါ်နေပါလေမြန်မာမှာဆူနေတဲ့အဲ့ဒီမူကြမ်းကိုအစ္စရေးရဲ့လက်ရဇွန်မျိုးသားရေးဝါဒီလွှတ်တော်မတွေကတင်သွင်းခဲ့တာဖြစ်ပါလေအမေရိကန်ဆိုရကတော့ဒီကိစ္စကိုတီလင်းကန့်ကွက်ထားပြီးဖြစ်တာပါလေ ပါလက်စတိုင်းနယ်မြေဖြစ်တဲ့ဂါဇာကမ်းမြောင်မှာအစ္စရေးစစ်တပ်နဲ့ဟာမတ်စ်ပျောက်ကြားဖွဲ့တို့ကြားပြစ်ခတ်ရဲဆဲထားမှုဆက်လက်တည်တံ့စေဖို့အမေရိကန်ဒုသမ္မတဂျေဒီဘန့်စ်ကအစ္စရေးကိုတွားရောက်ဆွေးနွေးချိန်တော်တွင်မှာအစ္စရေးလွတ်တော်ကတော့နောက်ဘက်ကမ်းခြေဒေသတွေကနေမြေတွေကိုနိုင်ငံပိုင်နဲ့ထိသိမ်းဖို့ဆက်လက်ဆွေးနွေးနေတာဖြစ်ပါတယ်။နိုင်ငံသမားခန်းကတော့နောက်ဘက်ကမ်းဒေသရဲ့အစိတ်ပိုင်းတွေကိုအစ္စရေးပိုင်နဲ့ထည့်သွင်းမဲ့အစီအစဉ်ခွင့်ပြုမှာမဟုတ်ဘူးလို့စက်တင်ဘာလကအင်ဂျီနီယာမှာပြောခဲ့ပူပါတယ်။အဲ့ဒီကိစ္စက လုံးဝဖြစ်မလာစေရဘူးလို့ Trump ကဆိုပါတယ်။နောက်ဘက်ကကြီးနေသားမှာအစ္စရေးအင်အားတွေခြေချမဲ့နယ်မြေတွေကိုတိမ်းသွင်းယူရေးမူကြမ်းကိုအစ္စရေးလွတ်တော်မှာတနဝူးဆင့်မဲ့ပေးတဲ့အခါဝန်ကြီးချုပ်ဗဂျီမီနီတာညာဟုတ်ကသူ့ရဲ့ Liquid Party ဝင်အမတ်တွေကိုမဲမဲ့ပေးပဲဂျားနေဖို့ညွှန်ကြားထားပါတယ်။ Liquid Party ကတော့လွတ်တော်ထဲမှာဒီကိစ္စကိုတွန်းအားပေးနေတာဟာ American နဲ့ Israel ကြားဆက်ဆံရေးထိခိုက်စေဖို့တိုက်ခိုက်နေရဲ့နောက်ထပ်အကြံစီလို့ဆိုပါတယ်။ခုတရင်ပတ်လွတ်တော်ရဲ့မဲပေးမှုကတော့ တိကြအစုံတစ်ခုကိုမက်တီကမဲပစ်ခဲ့ပါတယ်။နောက်ဘက်ကန်ကြီးဒီသားရဲ့မာလီအတူမင်အေရီယာကိုသိမ်းဖို့ပထမအစုဟာ32မဲ6မဲနဲ့အောင်မြင်ခဲ့ပြီးနောက်ဘက်ကန်ခုလုံးကို အစ်ဇွေးပိုင်နဲ့ထဲသွတ်သွင်းသင့်နေဆိုတဲ့ဒုတိယအစုကလည်း25မဲ24မဲနဲ့ပုတ်ကာတီကထားမြောက်ခဲ့ပါတယ်။မာလီအတူမင်ဟာအစ်ဇွေးရဲ့ဂျေရုဆလင်မြို့ရှိပမာရှိပြီးအင်မတန်ကျယ်ပြတဲ့လူနေအေရီယာဖြစ်ပါတယ်။နောက်တစ်ရင်တစ်ပုတ်ပြောခြင်းပါတယ်။ ကဘာပင်လေမျက်နှာပြင်ဟာနှစ်ပေါင်း၄00တွင်အမြင့်ဆုံးနှုံးနဲ့မြင့်တဲ့နေပြီမြင်းမျက်နှာပြင်နှိမ့်ချမှုကလည်းပုံပုံဆိုးွားလာတဲ့အတွက်တရုတ်နိုင်ငံမြို့တော်ရှန်ဟိုင်းဟာပြင်းထန်တဲ့ရေကြီးမှုအန္တရာယ်နဲ့ရင်ဆိုင်နေရပြီလို့ပညာရှင်တွေကသတိပေးပါတယ်နေရှားကြောင့်လည်းမှာဖော်ပြခဲ့တဲ့နိုင်ငံတကာသုတေသနအစတန်းသစ်အရာပေးလေမျက်နှာပြင်ဟာလွန်ခဲ့တဲ့နှစ်၄တောင်အတွင်းအရင်ကတည်းကပုံမလှိမ့်မြစွာမြင့်မားလာခြင်းရှန်ဟိုင်းကလည်းရေအောက်ကိုပုံမနှုတ်ခြင်းအဲ့ဒီအချိန်တွေက တရုတ်ရဲ့အဓိကစီးပွားရေးချက်ချနေရတဲ့ကမ္ဘာထောက်ပံ့ကွင်းဆက်ကို NDA ဖြစ်စေနိုင်တယ်ဆိုပါတယ်။ရှန်ဟိုင်းဆန်ကျန်နဲ့ဟောင်ကောင်ပေါ်မှာတရုတ်ရဲ့အဓိကစီးပွားရေးချက်ချနေရအများစုဟာမြန်မာမျိုးဝကျမော်ဒေသမှာတည်ရှိပါတယ်။ဒီဒေသတွေဟာဖွံ့ဖြိုးတိုးတက်မှုအတွက်အသင်းရောက်ပြီးမဲ့ရေကြီးမှုတန်ခံရနိုင်တဲ့နေရာတွေလို့ရှင်းလင်းချချာနေကဖော်ပြပါတယ်။ဒီမျိုးတွေဟာထူထဲပြီးပျော်ပြောင်းတဲ့နှုံးတွေပေါ်မှာတည်ဆောက်ထားလို့သဘာဝတိုင်းထင်ကြွယ်ပြီးမြေအောက်ရေထုတ်ယူခြင်းလို့လူသားတွေရဲ့လုံဆောင်ချက်ကြောင့်ပိုပြီးရှိနေမှာစွာနှိမ့်ညွန့်နေပါတယ်။ ရန်စီမြို့ကကျွန်တော်မှာရှိတဲ့ရှန်ဟိုင်းဟာ1921မြေမျက်နှာပြင်းထန်ကြောင့်မူပထမဆုံးစတင်မတည်ယူနိုင်ပါတယ်1960ပြည့်နှစ်တည်းမှာမြေအောက်ရေထုံးမှုဟာတနည်းကိုတန်းကျင်တန်းနှင်အောင်နဲ့မြင်းသွေးရောက်ခဲ့ပြီးဒီအချိန်ကမြို့တော်ဟာတနည်းကို105မီလီမီတာထိနှိမ့်ယူခဲ့ပါတယ်လူကာတက္ကသိုလ်မှာသုတေသနပညာရှင်လေယူရှန်ကလွန်ခဲ့တဲ့ရာသီနှစ်တွင်မြောက်ရေလုံးကျုံသုံးပြမှုကြောင့်ရှန်ဟိုင်းချို့နေရာတွေဟာတမီတာကျော်နစ်မြုပ်ခဲ့ပြီးဒါဟာလက်ရှိကမ္ဘာပင်လယ်ရေမျက်နှာပြင်မြစ်တက်လုံးထက်အစာပေါင်းများစွာပိုမိုမြန်ကြောင်းဆိုပါတယ် ပဲလေမင်းနဲ့ပြင်အနေငယ်စင်တီမီတာပဲမြင့်တဲ့အောင်မြဝကျုံမဒေသတွေမှာရေကြီးမှုအန္တရာယ်အကြီးကျယ်တိုးစေပါလေဒီဒေသတွေဟာပြည်တွင်းမှာရေပောက်သွားမှာကဘာလုံးဆိုင်ရာထောက်လို့မှုကိုကျမလည်းဖြစ်ပါလေကဲဝင်ရေကြီးမှုတွေများလာမယ်ဆိုရင်တော့ကဘာထောက်ပံ့ရေးကွင်းဆက်အန္တရာယ်ကြောက်ပါလိမ့်မယ်ဆိုပါလေရာသီဥတုပြောင်းလဲမှုနဲ့မြောက်ရေခံချောက်မှုနဲ့ဆက်ဆက်နေတဲ့ပဲလေမင်းနဲ့ပြင်မြင့်တမှုနဲ့မြင်းမြင့်နဲ့ပြင်တဲ့အကြောင်းမှုကြောင့်တရုတ်ဟာတနည်းကိုပြန်ပြစီးပွားရေးဆုံးရှုံးမှုအမေရိကန်ဒေါ်လာ1.5ဘီလီယံရှိပါလေ 2020နဲ့2020ပြည်နှစ်ကြားရှန်ဟိုင်းမြို့မြို့တွေကပင်ရိုင်ဂန်ဒေါ်လာ3ဘီလီယံကျော်ပျက်စီးဆုံးရှုံးမှုကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။